ကျမ်းမာတော်မူကြပါစားခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ23ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရံပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးချင်တာကတော့ငဖဲမြို့နယ်နေရီကန်လေးချောင်းရံကာကွယ်ရေးတပ်မှထွက်ပြေးလာတဲ့စစ်သား23ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းပြီးစစ်မှုထမ်းတပ်သားတင်များကိုစစ်အရာရှိများက တိုက်ပွဲရှိဆုံးမှာအသေးခံခိုင်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမကွေးတိုင်းကဖဲမြို့နယ်နယ်ရီကန်လေကြောင်းရံကာကွယ်ရေးတပ်စခန်းမှထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား23ဦးကိုလက်နက်ခဲယမ်းများနဲ့အတူရှင်ဖမ်းမိခဲ့ကြောင်း CDF အရှူမှပြောရေးဆိုခွင့်ရှိသူ Slide Roachin ကပြောဆိုပါတယ်ဇွန်လ10ရက်နေ့မှစတင်ရက်နေ့အထိနယ်ရီကန်လေကြောင်းရံကာကွယ်ရေးတပ်စခန်းမှထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား23ဦးကို CDF အရှူမှတော်လှန်ရေးရဲဘော်များကလေကြောင်းရံကာကွယ်ရေးတပ်စခန်းအနီး မီတာ1500ပတ်လည်နှက်ရီကန်လမ်းဟောင်းဖြတ်တောက်တိုက်ခိုက်ရေးလှုပ်ဆောင်နေစဉ်နေမီရှင်းလင်းရှာဖွေ၍ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။လီချောင်းရန်ကာကွယ်ရေးဗျူဟာကုန်းမှာတာဝန်ထမ်းဆောင်နေတဲ့ပြည်သူစစ်တွေလည်းပါမယ်။တပ်သားအဟောင်းတွေလည်းပါမယ်။ရိတ်ခါတွေမရရှိတာတွေချက်ပြုတ်ရေးတမားကရှေတန်းစစ်ကြောင်းတွေစီမပို့တာတွေအဲ့လိုမျိုးသတင်းစကားတွေတုံ့ပန်းတွေစီကနေကြားထားရတယ်။သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေက ပြည်သူစစ်တွေအောက်ခြေရဲဘော်တွေကိုရန်သူနဲ့ထိတိုက်တွေးနိုင်တဲ့နေရာကိုတွန်းပို့ပြီးတော့မှအသေးခံတိုက်ခိုက်ခိုင်းတာတွေကျွန်တော်တို့မျက်မြင်တွေ့ရှိရပါတယ်။အသေးခံတိုက်ခိုက်ခိုင်းတာဘယ်လိုအကျိုးများအတွက်ဘယ်လိုနိုင်ငံရေးမျှော်မှန်းချက်အတွက်မသိရှိရဘဲနဲ့တပ်သားတွေကိုလူအခွင့်ရေးချိုးဖောက်ပြီးခိုင်းစေမှုတွေရှိတယ်လို့စစ်တုံးဘန်းတွေဖြေချမှုအရာသိရှိရပါတယ်။ အဲ့ဒါတွေကြောင့်လက်ရည်ကန်ပြူအောင်ကုန်းမှာပဲဖြစ်ဖြစ်လက်ရည်ကန်အနီးတဝိုက်မှာတက်ဆွဲထားတာပဲဖြစ်ဖြစ်အတက်နိုင်ဆုံးအလင်းဝင်ကြဖို့ ਨੇ ဒီလိုမှမဟုတ်ပဲအသေးခံပြီးအသက်ပေးတိုက်ခိုက်ကာကွယ်ခြင်းနဲ့ဆိုရင်လဲသူတို့စံနာအတိုင်းမှာပဲလို့ CDF အရှိုမပြောရေးဆိုခွင့်ရှိသူ Slime Road ချင်းကပြောဆိုပါတယ်အဆိုပါဖန်ဆီးရမိတဲ့စစ်ကောင်စီတပ်သားများထံမှ MA1 တနက်9လက် MA3 တနက်3လက်နဲ့ခင်းရဲအချုပ်ကိုတင်ဆက်ရမိခဲ့ကြောင်း ထိုပန်းစီရမိခဲ့တဲ့စစ်တုံပန်းများဟာစစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့အတွက်စစ်မှုထမ်းနေရသူများဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်တပ် lobby ဇော်ဘုံဟင်းကိုအကြီးညိုပြက်စင်မှုပုံမှန်905ကကြီးစက်သွေးရေးဥပဒေပုံမှန်66ကကြီးတို့နဲ့အမှုဖွင့်ဇော်ဘုံဟင်းအတွက်ဆန္ဒပြရေးလှုံ့ဆော်မှုများမပြုတ်လို့ရန်မဘာတာပေါက်ဘုံကြီးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ အကြမ်းဖက်စစ်လော်ဘီဇော်ဘုံဟင်းကိုနိုင်ငံတော်အကြီးအကျယ်ပြစ်ဆင်မှုပုံမှ905ကကြီးနဲ့စစ်တွေရေးဥပဒေပုံမှ66ကကြီးတို့နဲ့အမှုဖွင့်လိုက်ပြီးဖြစ်ကြောင်းမဘာတာအတိုင်းအဝိုင်းကပြောဆိုပါတယ်။ဇွန်လ2ရက်နေ့မွန်လယ်တနားရီကျော်အချိန်မှာပြည်ဦးလွင်မှာနေထိုင်တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးတွားခဲ့ပြီးနောက်ဇွန်လ12ရက်နေ့မှာနိုင်ငံတော်အကြီးအကျယ်ပြစ်ဆင်မှုပုံမှ905ကကြီးစစ်တွေရေးဥပဒေပုံမှ66ကကြီးတို့နဲ့အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ကိုဇော်ဘုံဟင်းကိုအမှုဖွင့်တာကလပ်ပခအလင်ပိုင်းတိုင်းစစ်ဌာနချုပ်ကဖွင့်တယ်လို့သိရတယ်။လူကြီးတွေကိုဆဲဆိုလို့အမှုဖွင့်တာနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှ905ကကြီး။နောက်ရန်ကုန်မှာသူ့ကိုဖွင့်ထားတဲ့စက်သွေးရည်ဥပဒေပုံမှ66ကကြီးလည်းရှိသေးတယ်။ပုံမှကတော့နှစ်ခုပဲ။လိုင်းမှာတက်နေတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတာတော့မရှိဘူး။ဒါပေမဲ့ဟင်းကြီးဦးတို့အုပ်စုကတော့အကြံဖတ်မှုဥပဒေနဲ့ဖွင့်အောင်အတင်းကိုလှော်နေတာလို့မဘာတအဖွဲ့ဝင်တအူးကဆိုပါတယ် ဇော်ဘုံအင်းကိုမန္တလေးဥပုထောင်အချုပ်ခန်းကိုလွှဲပြောင်းလိုက်ပြီးလာမယ့်ဇွန်လ26ရက်နေ့မှာရုံထုတ်မှာဖြစ်ကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်းအပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းတကူမြို့တက်တောင်ပိုင်းမြို့နယ်ရေစခန်းမှာပအမတ်38မြင်းဆောင်2025စက်တွေရေးဥပဒေပုံမှာ66ကကြီးနဲ့မဘာတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကဇော်ဘုံအင်းကိုမေလ9ရက်နေ့မှာအမှုဖွင့်ထားပြီးရင်းအမှုအတွက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မဘာသားနဲ့အမျိုးသားရေးအစွန်းရောက်ဖုန်ကြီးပေါက်ကိုတော်ကတော့ဇော်ဘုံဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဘုံဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်တွင်နေထိုင်ပါက PDF ဖမ်းဆီးတပ်ဖြတ်၍တည်သွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်ထဲတွင်အေးစစ်စွာဖျက်ဆီးနိုင်တော့မှာဖြစ်တဲ့အတွက်ကံကောင်းခြင်းဖြစ်ကြောင်းဇော်ဘုံဟင်းအတွက်ဆန္ဒပြကြရန်လူမှုကွန်ရက်မှတဆင့်လွှန့်ဆော်မှုများရှိနေပြီးလက်တွေ့မှာမြည်သူကားမှဆန္ဒမပြကြကြောင်းဇော်ဘုံဟင်းရဲ့ပရိသတ်ဟာလိုင်းပေါ်မှာသာရှိပြီးမြေပြင်တွင်မရှိကြောင်းသူ့ရဲ့ Telegram ကနေတဆင့်ပြောဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးကြတာကတော့ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်အရေးအေအေနဲ့ဆွေးနွေးရန်လိုအပ်ကြောင်းအမေရိကန်ပြောဆိုမှုအောင်ပွဲတစ်ခုအဖြစ်ရှိနေကြည်ဦးကြီးမြင့်တုံးသက်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမွတ်စလင်ဒုက္ခသည်အရေးအေအေနဲ့ဆွေးနွေးရန်လိုအပ်ကြောင်းအမေရိကန်ပြောဆိုလာခြင်းဟာရခိုင်လူမျိုးရေးအတွက်အောင်ပွဲတစ်ခုလို့ရှိနေကြည်ဦးကြီးမြင့်ကတုံးသက်ပြောဆိုပါတယ်ဇော်လ၁၀ရက်နေ့ကကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလို့တဘောဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့မွတ်စလင်ဒုက္ခသည်အရေးအအင်းနဲ့ဆွေးနွေးရန်လိုကြောင်းကုလသမဂ္ဂလူမှုစီးပွားကောင်စီဆိုင်ရာအမေရိကန်ကိုယ်စားလှယ်ဂျိုနသန်ရှရီယာရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးမေးမြန်းမှုကိုရှင်းနေကြီးဦးကြီးမြင့်ကထုတ်ထုတ်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒါတိုးတက်တဲ့လက္ခဏာပဲ။အမေရိကန်ကဒီလိုပြောလာတဲ့ဆိုတာအလွန်အားရှိစရာကောင်းတယ်။ဒုကတော့ကဘာကြီးကိုမေ့နေပြီထင်တာမေ့မနေဘူးပေါ့။အရခတ်တက်တော်ကနေမျိုးတွေကိုအများစုတင်ထားပြီးဒါကြောင့်သူနဲ့လဲဆက်ဆံရမယ်။စကားပြောရမယ်ဆိုပြီးဒီလိုညွှန်းဆိုလာတာဟာ အမေရိကန်ကအားပေးတယ်ဆိုတဲ့အတန်တွေဟာတော်တော်ကောင်းတယ်လို့ရှင်းနေကြီးဦးကြည်မြင့်ကပြောပါတယ်မွတ်စလင်ဒုက္ခသည်ကိစ္စနဲ့ပတ်သက်၍အေအေနဲ့ဆက်ဆံရဲ့အမေရိကန်ရဲ့ပြောဆိုခြင်းဟာအလွန်တပံဝကြတဲ့အပြင်အမေရိကန်ကဘင်္ဂလားဒေ့ရှ်ရဲ့စစ်ဘက်ရေးရာကိုတုံ့တက်နေပုံရကြောင်းဖြစ်လဲသူကပြောကြခဲ့ပါတယ်အမေရိကန်ကဒီလိုမွတ်စလင်ကိစ္စတွေနဲ့ပတ်သက်လို့အေအေနဲ့ဆက်ဆံပါသူနဲ့ပြောရလိမ့်မယ်လို့ပြောလာတာအလွန်တပံဝကြတဲ့အပြင် ဒါအမေရိကန်ကလည်းပဲစစ်ဘက်ရေးရာတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ကိုစုံစမ်းလေ့လာတာတွေလုပ်တာတွေ့တယ်။နောက်ပြီးကုလအတွင်းရေးမှူးချုပ်ကိုတိုင်ကလည်းစင်းကြံလန်ကိစ္စလုပ်ဖို့တိုက်တွန်းတာတွေ့တယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကကန့်ကွက်လို့ရှိမရောက်ဘူးပေါ့။တိုးတော်လည်းဘာပဲဖြစ်ဖြစ်အမေရိကန်ရဲ့ဒီလိုစကားတွေကြားရတာနဲ့ရခိုင်လွတ်မြောက်ရေးအတွက်အောင်ပွဲတစ်ခုပဲလို့ရှိနေကြီးဦးကြည်မြင့်ကသုံးသပ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှာနေထိုင်နေကြတဲ့ရခိုင်ပြည်မြောက်ပိုင်းကထွက်ပြေးသွားခဲ့ကြတဲ့မွတ်စလင်ဒုက္ခသည်များနေရပြန်နိုင်ရေးအတွက် ဇွန်လ၁ရက်နေ့ကကုလသမဂ္ဂအထူးတွင်ညီလာခံရဲ့အလွတ်တဘောဆွေးနွေးပွဲမှာဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီးအမေရိကန်ကအဆိုပါဒုက္ခသည်များကိုပြန်ပို့ရေးနိုင် AA နှင့်တွေ့ဆုံရန်အမေရိကန်ကိုယ်စားလှယ်ကပြောဆိုခဲ့ခြင်းဟာ AA အပေါ်ကိုအတိမတ်ပြုရာရောက်ပြီးအောင်ပွဲတစ်ခုအဖြစ်ဦးကြည်မြင့်ကရှုမြင်သုံးသပ်ပါတယ်ဒုက္ခသည်များပြန်ပို့ရင်းနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်တစ်ခုလုံးနှိပါကိုထိန်းချုပ်ထားတဲ့အာရခတ်တပ်တော် AA နဲ့တိတွေ့ဆက်ဆံရလို့အကြောင်း ကုလသမဂ္ဂလူမှုစီးပွားကောင်စီဆိုင်ရာအမေရိကန်ကိုယ်စားလှယ်ဂျိုနာသန်ရှယ်ရီယာကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါအလို့သဘောဆွေးနွေးပွဲမှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ရဲ့တင်ပြချက်နဲ့ပတ်သက်ပြီးကုလသမဂ္ဂလူမှုစီးပွားကောင်စီဆိုင်ရာအမေရိကန်ကိုယ်စားလှယ်ဂျိုနာသန်ရှယ်ရီယာကဆွေးနွေးရမှာထို့သောအေအေနဲ့ဆွေးနွေးရန်လိုအပ်ကြောင်းတိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာစစ်တပ်ဟာအရက်သားများစာတင်ကြောင်းများ နေအိမ်များနဲ့ဘာသာရေးအဆောက်အအုံများကိုပုံကျဲမှုများပြုလုပ်နေကြောင်းရှယ်ရီယာကပြောခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာ American ကုစလေရုံးအဖွဲ့ဝက်ဘ်ဆိုက်မှာလည်းဖော်ပြထားကြောင်းသိရှိရပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရဟာလည်းဒုက္ခသည်နေရပြန်နိုင်ရေးအတွက်မြန်မာစစ်ကောင်စီနဲ့ဆွေးနွေးမှုများရှိနေချိန်မှာအေအေနဲ့ဆွေးနွေးရန်ကုလသမဂ္ဂလူမှုစည်းဝါးကောင်စီဆိုင်ရာ American ကုစလေဂျိုနာသန်ရှယ်ရီယာရဲ့ပြောကြားချက်ဟာ American ရဲ့သဘောထားတစ်ခုဖြစ်နိုင်ကြောင်းသုံးသပ်မှုများလည်းရှိနေပါတယ်။စစ်ကောင်စီဟာ ဒုက္ခသည်တသိန်းရှစ်တောင်းကိုပြန်လည်လက်ခံရန်အမိများစစ်စစ်အတည်ပြုထားကြောင်းဘင်္ဂလားဒေ့ရှ်ကပြောကြားထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အီရန်ကိုအစ္စရေးတိုက်ခိုက်မှုမှာတော်လိုင်းရင်အဆောင်တက်တမှုကျုံးနဲ့စစ်ပတ်အရက်ဖတ်အတင်ကရပို့ကူများတည်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအီရန်ကိုအစ္စရေးရဲ့တိုက်ခိုက်မှုအတွင်းထဲမှာအစ္စလာမစ်တော်လိုင်းရင်အဆောင်တက်ဖွဲ့ IRGC ရဲ့တမှုကျုံးဗိုလ်မှူးချုပ်ဟိုစိန်ဆာလာမီနဲ့အခြားစစ်ပတ်နဲ့အရက်ဖတ်အတင်ကရပို့ကူများတည်ဆုံးခဲ့ပါတယ်အစ္စရေးတိုက်ခိုက်မှုအတွင်း ဘူမူးချုပ်ဆာလာမီကြာဆုံးခြင်းဖြစ်ကြောင်းတက်စနင်သတင်းဌာနကတောက်ကြနေနနက်ပိုင်းမှာဖော်ပြထားပါတယ်။လက်တလုံးမှာနောက်ထပ်သတင်းအချက်လက်များထပ်မံမရရှိသေးပါဘူး။ဘူမူးချုပ်ဆာလာမီကြာဆုံးကြောင်းကိုတော်လန်ရေးအဆောင်တက် IRGC ကလည်းတောက်ကြနေကထုတ်ပြန်အတည်ပြုထားပါတယ်။ IRGC နဲ့လက်နက်ကင်တပ်ဖွဲ့များမှတခြားတက်လက်ရုံများမွတ်စလင်ကဘာမှအခြားအင်အားစုများနဲ့အတူအစ္စရေးအစိုးရကိုပြင်းပြင်းထန်ထန်တုံ့ပြန်ရန်အသင့်ရှိနေပြီလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အစ္စရေးရဲ့နေရာဖြန့်တိုက်ခိုက်မှုများအတွင်နျူကလ িয়ার သိပ္ပံပညာရှင်နဲ့အစ္စလာမစ်အဇတ်တကတူရဲ့ဥက္ကဋ္ဌဖြစ်သူမိုဟာမက်မတီတာရန်ချီနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တဦးဖြစ်ကအီရန်အနုမြူစွမ်းအင်အဖွဲ့ရဲ့ရခင်အကြီးအကဲဟောင်းဖရီဒွန်အဘါစီတို့လည်းတည်ဆုံးခဲ့ကြောင်းတက်စနင်ကဖော်ပြထားပါတယ်။တက်စတင်တရင်ဌာနအဆိုအရအီရန်တပ်ပေါင်းစုစစ်ထနာချုပ်တက်မမှုဗိုလ်မှူးချုပ်ဂိုလမ်အလီရာရှစ်လည်းအစ္စရေးတိုက်ခိုက်မှုအတွင်းမှာကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုများဟာ မြို့တော်တီဟီရန်အနီးတက်ဝိုက်နေမြများအပြင်အခြားမြို့များကိုလည်းပြစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နစ်တစ်ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။